တစ်တော့မှကွန်မန့်ရေးလာလို့မရလို့ပိတ်တဲ့နီလေးကိုမျှဝေပေးမှဖြစ်ပါတယ်။နီးပညာလေးကိုစတင်ဖို့အတွက်တစ်တော့ application လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ။တစ်တော့ကိုဖွင့်ပြီးွားရင်တော့ဒီအနာက profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ။ ပြီးရင်တော့ဒီဘောနာကမီနူကိုတစ်ချက်နှိပ်ပါပြီးရင်ဒီအောင်နာကစတဲ့အန် privacy ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီအကောက်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာကိုရလာပြီဆိုရင်ဒီအောင်နာက privacy ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့အပေါ်နာကိုဆွတင်လိုက်ပါ ပြီးရင်ကွန်မန်းဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီပေါ်နာကအလောင်းကွန်မန်းဖရွန်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါဒီနေရာမှာ everyone နဲ့ကျွန်တော်တို့ကသတ်မှတ်ထားပြလိုက်မယ်ဆိုရင်တော့မြည်သူမဆိုကွန်မန်းရေးလာလို့ရမှာဖြစ်ပါတယ်ဒီ friend ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ ਨੇ friend ဖြစ်နေတဲ့တငယ်ချင်းတွေက ကွန်မရေးလာလို့ရမှာဖြစ်ပါတယ်ဒီအောင်နာက no one ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကတက်မှတ်ပေးထားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေရဲ့အမှာမြေသူကမှကွန်မရေးလာလို့ရမှာမဟုတ်တော့ပါဘူးမိတ်ဆွေတို့ကမိတ်ဆွေတို့ရဲ့ဗီဒီယိုမှာကွန်မရေးလာလို့မရအောင်ပိတ်ထားခြင်းနဲ့ဆိုရင်တော့ no one ဆိုတဲ့နေရာလေးကိုနှိပ်ထားပေးလိုက်ပါပြီးတော့အမျှလေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ပါ ဒါဆိုလို့ရှိရင်တော့ TikTok မှာမိတ်ဆွေတို့တင်တဲ့ဗီဒီယိုရဲ့အောက်မှာမြေသူကမှကွန်မန့်ရေးလာလို့ရတော့မှာမဟုတ်ပါဘူးဒီနည်းပညာလေးကိုကြံ့နှက်တတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe နေတယ်နှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะ